မင်္ဂလာပါချစ်တို့ရေမိုင်ဝင်းစင်ရဲ့ပြန်လည်တုံ့သက်ခြင်းလက်ညွန်တရားထိုင်ခြင်းမှကြိုဆိုပါရစေဒီနေ့မှာမိမိဘဝကိုပြန်လည်တုံ့သက်ခြင်း9မိနစ်တရားထိုင်ခြင်းလေးကိုဂိုက်လုပ်ပြီးသွားမှာဖြစ်ပါတယ်ကျမနဲ့အတူဘဝကိုပြန်လည်တုံ့သက်ကြပါမယ်ပြန်လည်မတုံ့သက်ခင် လူတွေရဲ့စိတ်နဲ့ပတ်သက်ပြီးစိတ်ကိုနားလည်အောင်အရင်ရှင်းပြပေးခြင်းပါတယ်လူတွေရဲ့စိတ်ဆိုတာကတော့ လူရဲ့ခန္ဓာကိုယ်ကတော့အလိုအလျောက်ကင်မရာနဲ့တွေ့ပါတယ်။မျက်လုံးနှာခေါင်းနားပါးစပ်အားလုံးနဲ့ကင်မရာလိုလှုပ်ဆောင်နေပါတယ်။ကင်မရာကပန်းဒီကိုဖိလင်းထဲမှာတင်းတယ်။လူကပန်းဒီကို အုံနောက်ထဲမှာတင်းတယ်။မွေးကလေးကကင်မရာလိုပဲမွေးဖွားလာပြီးကိုယ့်ရဲ့မွေးရမည်ပြီးတော့အဖေအမေညီကိုမောင်နှမဘူလာရန်ချောင်းအလေရန်ချောင်း အထက်တန်းချောင်းတက်ကတူအလုတ်ခွင်း Merit Life Social Life စသဖြင့်လူကအရာအားလုံးဓာတ်ပုံရိုက်ပြီးကိုအောင်နောက်ထဲမှာတင်ထားတယ်လောကအစစ်ကတတ်တန်ကိုယ်ကပြလို့ထားတဲ့လောကအတုကသက်သက်လောကအစစ်မှနေတာမဟုတ်ဖဲနဲ့ကိုကကိုယ်စိတ်လောကထဲမှာပဲနေတယ်ဒီနေ့ကျမနဲ့အတူဘဝကိုပြန်လဲတုံသက်ကြပါမယ် မျက်လုံးလေးကိုမှိတ်လိုက်ပါအရင်ဆုံးနှာခေါင်းနဲ့အသက်ကိုရှူခဏအောက်ထားပြီးထောရှူထော ထုံအရင်ဆုံးကျမတို့ငယ်ငယ်လေးဘဝ10နှစ်အရွယ်ကိုရဲ့10နှစ်အရွယ်ကလေးစီကိုပြန်သွားပါကိုရဲ့မွေးရမြေအဖေအမေညီကိုမောင်နှမတွေ ကိုရဲဆွေမျိုးသားချင်းတွေပြီးတော့မူလတန်းချောင်းကိုသွားခဲ့တဲ့အချိန်အလဲတန်းချောင်းသွားခဲ့တဲ့အချိန်တွေ ထက်တန်းကြောင်သွားတဲ့အချိန်တွေကျရှင်သွားခဲ့တဲ့အချိန်တွေကိုအလုံးလုံးခဲ့တဲ့အချိန်တွေထက်တန်းကြောင်ပြီးတော့တက္ကသိုလ်တက်ခဲ့တဲ့အချိန် ပွဲရတဲ့အချိန်ပထမဦးဆုံးအလုပ်ခွင်ဝင်တဲ့အချိန်ကိုရဲ့ boss ကိုရဲ့ senior ပြီးတော့ junior လက်ထက်ချင်းဆိုရင်လည်းလက်ထက်ချင်းအိမ်အောင်တဲ့ဘဝလူမှုရေးဘဝဘဝတခြားလုံးမနေ့ကအေးရထပြီး အခုထိုင်နေတဲ့အချိန်အထိကိုယ့်ရဲ့ဘဝပါပဲတခါတလေဝမ်းနေလိုက်ဝမ်းသာလိုက်အဲ့ဒါတွေအားလုံးကတော့ကိုယ်စိတ်ထဲမှာကင်မရာလိုမျိုးရိုက်ခဲတဲ့ဓာတ်ပုံတွေပဲဖြစ်ပါတယ် ဘာပဲပေါ်လာပေါ်လာ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ပုံရိပ်တွေပဲ ဖြစ်ပါတယ်။အပြင်လောကမှာတော့အရာကမရှိတော့တာဖြစ်ပါတယ်။ဒီနေ့ကျမတို့ပြန်လဲသုံးသက်တဲ့အခါမှာကိုကအဲ့ဒီလိုနေခဲ့တယ်။ကိုကအဲ့လိုဖြစ်ခဲ့တယ်။ခံစားခဲ့တယ်။အဲ့ဒီအတိတ်ရဲ့ပုံရိပ်ထဲမှာပဲကြားရောက်မနေပဲ။ အဲ့ဒီကန်းနေပြီးတော့လွမြောက်ရမှာပဲဖြစ်ပါတယ်အဲ့ဒါတွေကတော့ဖြစ်ပြီးပြက်ပြီးမရှိတော့တာတွေပါကိုခံစားနေပြီးတော့ထင်အောင်ထင်မှားဖြစ်နေတဲ့အရာတွေပဲဖြစ်ပါတယ်အိမ်မက်လိုပဲဖြစ်ပါတယ်ကိုရဲ့ဘဝကအိမ်မက်ပါပဲကိုကအိမ်မက်ထဲကနေပြီးတော့ပဲခံစားပြီးနာကျင်ပြီးနေပါတယ်အဲ့ဒါတွေအပြင်မှာတကယ်မရှိတော့ပါဘူး ဒီနေ့ကျမတို့အိမ်မက်ထဲကနေပြန်လဲနှုတ်ထရမှာပဲဖြစ်ပါတယ်အိမ်မက်ထဲကပြန်လဲနှုတ်ထဖို့ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့စိတ်တွေကိုအရင်ဆုံးအရာကအတုဖြစ်တယ်ဆိုတာကိုသိရမှာပဲဖြစ်ပါတယ်ကိုကလောကအစစ်မှနေတာမဟုတ်ဘူးကိုပြုတ်လောက်ထားတဲ့လောကနဲ့တထက်ထဲဖြစ်နေတဲ့ကိုစိတ်လောကထဲမှာပဲနေတယ် အဲ့ဒီဓာတ်ပုံတွေကနေပြီးတော့မြောင်များလှစားတော့အတွေးတွေဟိုကပေါ်လာလိုက်ဒီကပေါ်လာလိုက်အများကြီး ပေါ်လာနေပါတယ်အဲ့ဒီအတွေးတွေကနေပဲစိတ်ဖြစ်စီမှုနာကျင်မှုစိုးရိမ်မှုတိမ်ငယ်မှုဒေါသအပြစ်ရှိတယ်ဆိုပြီးတော့နေပါတယ်လူကတော့ကိုယ်စိတ်ရဲ့ကျွံအဖြစ်နေထိုင်နေတာပဲဖြစ်ပါတယ်။ကျမတို့စီမားတရားထိုင်ခြင်းရှိပါတယ် ကိုစိတ်ကနေပြီးတော့ကျွတ်ချင်တယ်ကိုကဒီစိတ်လောကကြီးတစ်ခုလုံးကိုစွန့်ပစ်ချင်တယ်အတုရောင်တွေကိုဖယ်ရှားချင်တယ်ဆိုလို့ရှိရင်တော့အချိန်မဲ့ရွေးကိုမဲ့ပေါင်းမှာဆက်သွယ်လို့ရပါတယ်နားထောင်ပြည့်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်